Rosemary အပင်ကိုအိမ်တွင်းတွင်ပန်းအိုးဖြင့်စိုက်ပျိုးထားပါကအိမ်တွင်းလေထုကိုလည်းတန့်စင်ပေးပါတယ်။ Rosemary အရွက်ကိုရင်သွေးစစ်စူနဲ့ကြိုပြီးတော့အခန်းတွင်းအငွေ့ပြန်အောင်လှုပ်ထားပြီးခြင်းဖြင့်သဘာဝလေထုကိုလည်းတန့်စင်ပေးပါတယ်။ရှိရခင်တော့ကတော့မိမိတို့ရဲ့အိမ်မှာမကောင်းတဲ့အငွက်သက်တွေရှိတယ်လို့ခန်းစားနေရရင်ဒီ rosemary ရနက်လေးတွေကို တိုင်လုံးကိုဖြန့်ချထားပြီးတော့ဒီမကောင်းတဲ့အငွေ့သက်တွေကိုပေါက်ပြတ်သွားအောင်ပြုလုပ်လို့ရှိတယ်လို့လေ့လာတွေ့ရှိရပါတယ်။ Rosemary လေးကတော့ Rosemary အစည်းရဲ့အစွမ်းလေးနဲ့အရင်အောင်တောက်ပြောင်လှပသွားပြီနော်။ မိမိမှာစံနာပြဿနာနဲ့ဥယျာပြားရရနဲ့ပြဿနာရှိတယ်ဆိုလို့ရှိရင်လည်းအခုဇန်လုတ်ပြသွားတဲ့ Rosemary အစီလေးကိုကိုယ်တိုင်းအိမ်မှာလုပ်ကြည့်ပြီးတော့မှဒီသပင်ပြဿနာတွေကိုဖြေရှင်းလိုက်ကြကြအောင်နော်